Golden မြန်မာချန်နယ်နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာဆိုရင်တော့ပြွေးစိတ်ကိုလိုနီနဲ့နေကျဲသူ Black Window Pinku ရဲ့အားပြိုင်မှုအကြောင်းကိုထောက်လွှင့်ပေးချင်တာပဲဖြစ်ပါတယ် Subscribe Like and Share ခေါင်းလောင်းလေးနဲ့ပြီးအားပေးသွားပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီကျမတို့ခိုင်ပါရှင်သူဘာသာအေးအေးဆေးဆေးနေကြတဲ့ကန္နာယပရွက်စိတ်တွေအားဆွေးနော်ဒုက္ခရောက်နေကြရပါပြီ။ငြိမ်ငြိမ်ချမ်းချမ်းရှိနေတဲ့သူတို့ရဲ့အနေမြေလေးကိုဒါရဲကောင်တကောင်ဝင်ရောက်ကျူးကျော်နေကြလို့ပါပဲ။ အရိတားရဲကောင်ကသူတို့ပရွယ်စိတ်တွေကိုတကောင်ချင်းစီအမဲချွေချွေနေခဲ့တာပါတားရဲကောင်ကဘ ிய ွာလဲအရန်ကိုကျွေးပါတယ်သူတို့ရှိရာအပေါ်မှာပိုက်ကွန်တပွဲပင်ကူအိမ်ကြီးတိဆောက်ထားခဲ့တာပါပြွယ်စိတ်တွေကအဲရီပင်ကူအင်းကနေမျက်စိလဲပြီးတော့ရောက်သွားတဲ့ချိန်မှာဆိုရင်တော့မောက်ဆုံးမပင်ကူမဲတားရဲကောင်ရဲ့အစာဖြစ်သွားခဲ့ပါပြီဘူဆန်ဆန်ပြောရမယ်ဆိုရင်တော့ Black Window Spider ကြီးပါပဲအစိလဲအရန်ကိုပြဲမာတယ်ပင်ကူအင်းလေးကိုတကောင်မီတကောင်ရောက်သွားတဲ့ပြွယ်စိတ်တိုင်းကပင်ကူကြီးရဲ့အစာဖြစ်သွားရတာပါ ်ပင်ကူဟာအရိပရွက်စိတ်တွေကိုစုထားလိုက်ပါတယ်ဒီချိန်မှာပရွက်စိတ်တွေကလည်းအရိပင်ကူရဲ့ပြဒနာတွေကိုဖြေရှင်းပြဖို့လိုအပ်လာပါပြီပြီးတော့အကြဆုံးသွားပြီဖြစ်တဲ့သူတို့ရဲ့ရဲဘော်ရဲဘက်တွေရဲ့အလောင်းကိုလည်းရအောင်ပြန်ယူရအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဘလို့ပဲကြီးကြီးပင်ကူနဲ့ရှင်ပြိုင်ဖို့မဖြစ်နိုင်ပါဘူးကန္နာယပရွက်စိတ်တွေဆိုတာနာမည်သာကြောက်စရာကောင်းတာပါတခြားပရွက်စိတ်တွေလိုတော့မှအစိတ်ရှိတာမဟုတ်ပါဘူးနော်တပတ်ကပင်ကူဟာဆိုရင်တော့အစိတ်အပြင်းဆုံးဆိုတဲ့အထဲမှာပါနေကြတာပါ ပြီးတော့ပင်ကူအင်ကိုခိုင်ခိုင်ခန့်ခန့်တိဆောက်ပြီးတော့လုံခြုံရေးအပြည့်ယူထားပါသေးတယ်။အရိထဲကိုရောက်သွားပြီးဆိုရင်တော့ပင်ကူရဲ့အစာဖြစ်ရမှာတည်ကြနေပါတယ်။ဒါပေမဲ့ပရွက်စိတ်တွေမှာလည်းရှန်တန်ရေးဗီဇရှင်နေပါတယ်။ပင်ကူကြီးကိုမျက်နှာချင်းဆိုင်မတိုက်ခိုက်နိုင်ရင်တောင်မှတနည်းတစ်ဖုံတိုက်ခိုက်လို့ရနေသေးတာပါ။ ဒီ PUSA တွေဘလို့အစည်းအဝေးလုပ်လိုက်လဲတော့မသိပါဘူး။တိတ်မကြခင်မှာပဲ volunteer PUSA တချို့ကပင်ကူအိမ်တွေထားတဲ့တပ်ပင်ပေါ်ကိုတက်သွားခဲ့တာပါ။ပြီးတော့တပ်ပင်မှာတွေ့ညီနေတဲ့ပင်ကူမြင့်တွေကိုပစံနဲ့ကိုက်ဖြတ်နေခဲ့ပါရယ်။အဲလိုနဲ့ volunteer PUSA တွေရဲ့အစွမ်းနဲ့ပင်ကူအိမ်ကြီးကရိုင်းနေလာပါပြီ။ပင်ကူကတော့ဒီအချိန်လေးမှာသူ့ရဲ့အစာတွေကိုစုဝေးရင်းနဲ့အလုပ်ရှုပ်နေသေးပါပဲ။အောက်မှာလည်း PUSA တချို့ကစုစုဝေးဝေးသွားလာနေကြတာပါ။အချိန်လေးတစ်ခုခုအတွက်အစင်သင်ပြင်ထားကြတဲ့ပုံပါပဲ။ ဒလုံးနဲ့အချိန်တွေကြာလာတော့ပင်ကူမြင်တွေပြက်ပြီးတော့ပင်ကူအိမ်ကပြက်စီလာလေးလေးဖြစ်နေပါပြီ။ဒီအချိန်မှာဆွေးတော့သားရဲ့ပင်ကူကြီးလေးဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်။သူဖမ်းမိထားတဲ့ပရွက်စိတ်အသေးကောင်တွေကိုမစားတော့ဘဲနဲ့အောက်ကိုပြန်လွှတ်ချပေးလိုက်တာပါ။အချိန်လေးတစ်ခုခုထိုးမယ်လို့ယူဆတာကြောင့်ပါပဲ။မဟုတ်ဘူးဆိုရင်တော့ပင်ကူအိမ်ပြတ်ချပြီးတော့သူလဲအောက်ကိုရောက်သွားမှာပါ။အစိတ်ပြင်းတဲ့ပင်ကူဖြစ်ပေမဲ့လို့ထောင်ထဲချီတဲ့ပရွက်စိတ်တွေကိုသူတို့ရဲ့မြေပေါ်မှာရင်ဆိုင်ဖို့ကတော့သူလဲမလိုလားပါဘူး။သူထင်ထားတဲ့အတိုင်းလဲအချိန်လေးကအပြောင်းလဲဖြစ်လာခဲ့တာပါ။ ဒီချိန်မှာအောက်မှာရှိတဲ့ပရွက်စိတ်တွေကပင့်ကူအိမ်ကပြုတ်ကျလာတဲ့သူတို့ရဲ့ရဲဘော်ရဲဘက်တွေကိုတွားပြီးတော့ဆက်ဆေးပါတယ်။ဒါပေမဲ့တကောင်းမှအသက်မရှိတော့ပါဘူး။တပင်မော်တက်ပြီးတော့ပင်ကူမြင်တွေကိုက်ဖြတ်နေတဲ့ပရွက်စိတ်ကလေးဒီချိန်တွေကိုတွေ့တာနဲ့သူ့ရဲ့အလုပ်ကိုရက်လိုက်ပါတော့တယ်။ပြီးတော့သူတို့ရဲ့ကိုလိုနီစီပြောင်းမှုအတွက်ပြင်နေကြတာပါ။သူတို့ရဲ့တာဝန်ကရဲဘော်ရဲဘက်တွေရဲ့အသက်မဲ့တဲ့ခန္ဓာကိုယ်ကိုပြန်ရချင်ုံမဲလို့ထင်ပါတယ်။အောက်ဆန်းလာတဲ့ပရွက်စိတ်ကရဲဘော်ရဲဘက်တွေရဲ့အလောင်းနာကိုစူဝေးသွားတာပါ။ ပြီးတော့အလောင်းခန္ဓာကိုယ်မှာကပ်နေတဲ့ပင်ကူမြင်တွေကိုကိုက်ဖြတ်ပြီးတော့တကောင်ချင်းစီခွဲလိုက်ပါတယ်။ဒီနောက်မှာတော့ခန္ဓာကိုယ်တွေကိုကိုလိုနီနဲ့ခဝဲဝဲမှသွားပုံလိုက်တာပါ။အဲဒါကသူတို့ပျော်ရွှင်စိတ်တွေရဲ့တုံ့တမ်းမှာပဲ။ဒီချိန်မှာဆွေနောပင်ကူကရိုင်နေနေတဲ့အိမ်ကိုပြန်မဆောက်သေးဘဲနဲ့ဒီတိုင်းကြည့်နေတာပါပြရွက်စိတ်တွေရဲ့အခြေအနေကိုအကဲခတ်နေတဲ့ပုံပါပဲဒီပြရွက်စိတ်တွေရဲ့အပေါ်မှာပဲပင်ကူအိမ်ကိုထပ်ဆောင်ပါလားနေရာရွှေသွားအောင်မလားတော့မသိသေးပါဘူးနော် ဒီနေရာမှာထပ်ဆောင်မယ်ဆိုရင်တော့ပရွက်စိတ်တွေကပြန်ဖြတ်မှလည်းတေးကြကြောင်းဝေးများလိုက်ရင်းနဲ့ဒီကနေ့ရဲ့ Golden မြန်မာဗီဒီယိုလေးကိုအနီကုံချုပ်လိုက်ပါရင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။အသေးသေးတော့ကြောင်းရရင်နဲ့ပြန်လာခဲ့ပါအောင်မယ်။ Like and Share Subscribe ခေါင်းလေးနှိပ်ပြီးအားပေးသွားပါနော်။